အလုံးမဲမင်္ဂလာပါရှင်ပို့ရဲ့ cooking channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ခရမ်းညင်ဒီအနှစ်လေးတွေနဲ့အရန်ကိုစားလို့ကောင်းတဲ့ချက်ချင်းစဲဟင်းလေးကိုချက်ပြသားမှာဖြစ်ပါတယ်ပို့ရိုအိမ်မှာဆိုရင်တော့ အရန်ကိုကြိုက်ကြတဲ့ဟင်းလေးမျိုးလိုက်ချက်စားကြည့်ကြပါဦးနော်ကဲစားချက်ဖို့အတွက်ကြက်သားလေးတွေကိုကိုနှစ်တဲ့ပုံစံလေးတွေတုံးထားပေးပါမယ်ပို့ကတော့ချက်ရင်မုံသားကို30ဒါလောက်တုံးထားပါတယ်ရှင် ကြက်သားလေးတွေရပြီဆိုရင်တော့ကြက်သားထဲကိုစားလက်ဖိတ်စွန်းတစ်ဝက်တကြားလက်ဖိတ်စွန်းနှစ်စွန်းထည့်ပြီးနိုင်ဝက်လောက်နှက်ထားပါမယ်။ကြက်သားနှက်ထားတဲ့အချိန်မှာတော့ဟင်းချက်ပုအတွက်ပအဝင်ပစ္စည်းလေးတွေကိုပြင်ဆင်ထားပါမယ်။ဂျင်းလက်တစ်စက်လောက်ကိုအရင်ထောင်းထားပါမယ်။ဂျင်းလေးတွေမညက်တညက်အနေထားရလာပြီဆိုရင်ကြက်တုံမျိုးငေါမောင်၆မောင်လောက်ကိုလည်းထည့်ထောင်းထားပါမယ်ရှင်။ကြက်တုံညီလေးတွေကိုတော့ပိုးအားခက်သေးသေးလေးဖြစ်အောင်လှိထားပါရစေ။ ခဲညင်နီလေးတွေကိုလည်းအနှစ်ချက်လွယ်အောင်ခက်တဲ့သေးလေးတွေလီးထားပါမယ်။ဒီမှာတော့ခဲညင်နီနှလုံးထည့်ထားပါတယ်။တကယ်လို့ကိုကအနှစ်မများနဲ့စားချင်နေဆိုရင်ကျွတ်တုန်နီနဲ့ခဲညင်သေးကိုပိုထည့်လို့လည်းရပါတယ်ရှင်။ဒါလေးကတော့ကြက်ခဏနီအုပ်ဘူငရုပ်သီးသီးနဲ့နက်နက်မြေလေးတွေပါ။အချင်းရတာအတွက်မကြီးသည့်အနေငယ်ကိုလည်းရင်းနှီးလေးနဲ့ဖြောထားပါမယ်။ကဲပြင်ဆင်ထားတာလေးတွေလည်းအစင်းနှင်းဖြစ်ပြီဆိုရင်ဆက်ချက်လို့ရပါပြီရှင်။ ဥရဲကိုစီးထည့်ပြီးတော့စီးပူလာပြီဆိုရင်ဆနွေးလေးအနေငယ်ထည့်ပါမယ်။ပြီးရင်တော့ခုနထောင်းထားတဲ့ကျက်သွန်မြူနဲ့ဂျင်လေးတွေကိုထည့်ပြီးစီးတတ်ပါမယ်။နုနုစင်ထားတဲ့ကျက်သွန်နီလေးတွေကိုလည်းထည့်ပါမယ်ရှင်။ကျက်သွန်ဖြူနီနဲ့လေးမွေးလာပြီဆိုရင်တော့အနည်းရဖို့အတွက်ခင်းညင်နီလေးတွေကိုလည်းထည့်ပါမယ်။ခင်းညင်နီလေးတွေနူးလာပြီဆိုရင်တော့အဆက်ရတာအတွက်အယောင်တင်မုတ်ကိုထမင်းစားဆုံးတစ်စွန်၊ယူသီခွဲကြမ်းထမင်းစားဆုံးတစ်စွန်ထည့်ပါမယ်။ အနက်လေးမွေးလာအောင်လို့ကင်းမွန်ငံပြားရည်ကိုလည်းထမင်းစားဆုံးတစ်စုံထည့်ပါမယ်ရှင်။ကဲအခုဆိုအနက်လေးလည်းမွေးတက်လာပြီဆိုတော့နိုင်ဝင်လောက်ရရတာနှစ်ထားတဲ့ကျသားလေးတွေထည့်ပါမယ်။ကျသားလေးတွေကိုတော့အပေါ်ရင်တင်းတင်းလေးဖြစ်တဲ့အထိချက်ထားပြပါမယ်။ပြီးရင်တော့အထက်ကအသားလေးတွေပါကြက်အောင်ရေအနေငယ်ထည့်ပြီးတဲထားပြပါမယ်။ကျသားလေးတွေနူးအောင်လို့အဖုံးလေးအုပ်ပြီးဆက်တည်ထားပြပါမယ်ရှင်။ ကြက်သားလေးတွေလည်းစီပြန်လာပြီဆိုရင်တော့အချင်းရတာအတွက်မကြီးရေကိုထမင်းစားစွန်းနဲ့နှစုံထည့်ပါမယ်။ကိုကအချင်းကြိုက်တယ်ဆိုရင်ပို့ထည့်လို့လည်းရပါတယ်ရှင်။စီပြန်လာပြီဆိုရင်တော့ရတာအပေါင်းငယ်လေးမြည်ပြီးတော့ အစင်းနစ်ပြင်ထားတဲ့ငေဥတီစိမ့်နဲ့နနက်မင်းလေးဥပေးပါမယ်ရှင်။ကဲဒါဆိုရင်တော့အနက်ရတာနဲ့ပြည့်စုံပြီးမှုမွေးလေးနဲ့အရန်ကိုစားလို့ကောင်းတဲ့ကြက်ချင်ဆက်လေးချက်ပြီးသားပါပြီရှင်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်။ ခုလိုမျိုးဟင်းချက်နီလေးတွေရောမုတ်လုံနီလေးတွေပါအမြဲတင်ပေးသားမှာဖြစ်လို့ပို့ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးသားပါအောင်နော်အားလုံးပဲနောက်ဗီဒီယိုကြရင်ပြန်တွေ့မယ်နော်